ကျွန်တော်ဒီနေ့ရောက်ရှိနေနေရာလေးကတော့ဓမ္မနိုင်ငံရေအောင်ဆက်ကြည့်ရမယ်ရှင်နာပြင်ရှင်ကပေါ်ပေါ်ရောက်နေပါဒါတော့ဘာမရှိနေလားအဖြစ်ကြီးလက်ထက်ကွန်မြူနီကေးရှင်းကိုကျွန်တော်ဆောင်လုပ်ပါကိုကျွန်တော်ဆောင်လုပ်တာဒီရေအောင်မှာတာမန်ဒီဝန်ထမ်းဘဝကိုဝိုင်ကွန်မြူနီကေးရှင်းဖြစ်အောင်ကိုကျွန်တော်ဆောင်လုပ်လို့ကြောင်းရတယ်ဆီတော့နေတယ်နာမည်ရောင်းတဲ့သူကျော် ဒီနေ့ဘဝနဲ့ဆိုတော့ဆက်ကားနေတော့ဒီနေ့ဘဝနဲ့မှာဆိုတော့နာမည်နာမည်နာမည်အပိုင်းချပြီးကျွန်တော်တို့ရဲ့အတွေးခေါ်ကိုမြင်လာတာမြင်လာတဲ့အချိန်မှာနာမည်ကနေစနေစနေနဲ့ဆက်ကားနေကြမှာတော့လုပ်ငန်းရှင်စိတ်ပါကျွန်တော်စီရဲ့တော့အဲ့ဒီကိုကျွန်တော်ကျွန်တော်တို့ထုတ်ဆောင်နေကုန်ပြီကျွန်တော်တို့ရဲ့ function ရအောင်နေပြီးတော့စဉ်းစားလေဆုံးဖြတ်တယ်ဉာဏ်တွေကိုစဉ်းစားကုန်ခဲ့တယ်စုပေးတယ်လို့စီလုပ်ရတယ်လုပ်ပြီးတော့ ဒီကျွန်တော်တို့ကုမ္ပဏီတို့တက်ဖို့ဒီကျွန်တော်အဓိကပြဆောင်ဒီကျွန်တော်တို့ကျွန်တော်ရဲ့ရုပ်အားတွေကျွန်တော်ရဲ့နားပိုင်တွေကိုထည့်မတော့ဘူးဒီကုမ္ပဏီတို့တက်မှကျွန်တော်ဒီအပြင်ခံစားမှာဆိုရင်ဒီလိုတဲ့ကျွန်တော်လုပ်ကြီးနဲ့ဒီအတွင်းမြင်တာကျွန်တော်လည်းဒီမှာကျွန်တော်ကုမ္ပဏီငါ့ဘဝနဲ့ဖက်ပြန်တယ်ကုမ္ပဏီထောက်တယ်ကုမ္ပဏီရဲ့အခုအောင်းမှာဒီလိုဖြစ်တာလေဘာလို့မှအောင်းနေဖို့ဆိုလေအလန့်ပေါ့အချိန်ပြည့်နေတယ်ဒီဇိုင်းကမှလောက်ဆောင်လို့ကဘယ်လိုမှရှိပါဘူးအဲ့တော့ဒါကျွန်တော်က ိကကတော့ဆိုလို့ကကိုလုပ်တဲ့လုပ်ငန်းပေါ်မှာတိစ္ဆာရှိဘူးလုံလအားထုတ်မှုပါเนาะအဲ့ဒါနဲ့အကျိုးအမြတ်ကိုမနေအောင်ဟူလေတဲ့ကိုကြာတာမြင်မှာတိစ္ဆာရှိမှုရှိတယ်လုံလအားထုတ်မှုရှိတယ်အဲ့လိုဆိုရင်ကုမ္ပဏီတစ်ခုလုပ်ငန်းတစ်ခုတော့ဟာမစ်လောက်အချိန်ပေးပြီးတော့ခြေစုံပြစ်လုပ်ခဲ့လို့ရှိတယ်လုပ်ငန်းတစ်ခုလေဘူးကဘာအောင်လို့ပြောတာလဲဒီနယ်လေးပြောတော့ဘယ်လိုသိတယ်လဲလောက်ဆောင်ပြောတာလဲ ကျန်ပြီးကျွန်တော်အကျန်ပြီးနေတာဒီဒီပြည်ပြည်မှာရောက်နေတယ်ကိုစီကိုစီရောက်နေတာဝင်ဒီညာဌာနတွေအများကြီးမိမိလုံဆောင်နေတဲ့နေရာလေးမှာကန်ချင်းရနေသူတို့ဖူလီမန်နေဂျာအဆုံးပေါ့ကိုလုံနေတဲ့လုပ်ကိုအကောင်းဆုံးဖြစ်အောင်လုပ်ပါအကောင်းဆုံးဆိုတော့ပြောလို့ရမရှိအောင်ကိုရောက်နေတဲ့နေရာကိုအထက်မှတ်ပြီးကိုလုံနေရတဲ့လုပ်ငန်းတာဝန်ကိုလည်းဒီကဆက်ပြီးလုပ်ဖို့ကျွန်တော်တို့လိုလိုလုပ်ငန်းရှင်အစီအစီ ော့ကျွန်တော်လည်းပူကြလို့ဒီကတော့အရင်ကုမ္ပဏီနဲ့နေရာတွေနဲ့ပြောပါတယ်ပြောတယ်။အခုကျွန်တော်ကုမ္ပဏီကတော့ကျွန်တော်ဟိုအဓိကကကျွန်တော်မြန်မာမြို့မှာကျွန်တော်ဒီစတာဘီကိုဖွင့်ရသူစဲရောင်းကုန်ပြီ။ကျွန်တော်ဒီမန္တလေးမှာဆိုရင်95လမ်းအပြတ်16အီဗီချမ်းမှာကျွန်တော်ဒီကနောက်လာနေရှိပါတယ်။ဒီကတော့ရုပ်ပတ်လမ်းပြေကုန်းရက်ွက်မှာကျွန်တော် ဒီမန်နေဂျာတွေနဲ့ပြီးမှာတကုန်းရပ်မှာ19နဲ့26ချောင်းမှာကျွန်တော်ရဲ့ပုံရောင်းပြလေးရှိပါတယ်အတိအကျလေးရှိနေဆိုရင်ကျွန်တော်ညနေကနေလက်ဘုံနဲ့က3023လေးနဲ့ဆက်ဆောင်ကိုပုံဆက်ပြီးတော့အတိလို့တဲ့အကြောင်းအရာနေရာခဏနဲ့ပတ်သက်လို့ဒီနေ့ခဏနဲ့ပတ်သက်လို့ဆက်ပြရမယ်ပတ်သက်လို့မြင်းမြန်ပြီးတော့ကျွန်တော်အချိန်ပြန်ယူမှာဖြစ်ပါတယ်